မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာ Pink Coffee ဖြော်နည်းလေးကိုမျှဝေတင်ကြားပေးမှာဖြစ်ပါတယ် Pink Coffee ဆိုတာက Strawberry Juice နဲ့ Coffee ခါးခါးလေးကိုရောပြီးတော့ဖြော်มาဖြစ်ပါတယ် Strawberry Juice ကကြတော့အမေကဒီ Tin Found တစ်စိတ် Strawberry လေးကိုသုံးပါတယ်မမေကြိုက်နှစ်သက်ရာတစ်စိတ်ကိုသုံးလို့ရပါတယ် Pink Coffee ကကြတော့ဒီ Nescafe Espresso ကိုသုံးပါမယ် ကော်ဖီအရသာခါခါလေးကိုစတော်ဘယ်ရီဂျူးစ်ကအချင်အရသာလေးနဲ့တွဲဆက်ပြီးတော့ဖြောပြရမှာဖြစ်ပါတယ်အရန်တောက်လို့ကောင်းပါတယ်အရင်ဆုံးမမင်းတို့ချိန်ကွက်လေးတွေကိုနွားနို80မီလီထည့်ပါမယ်ပြီးရင်နိုးစီနိုးစိန်အယောလို့ခေါ်တဲ့ဟပ်ပိုင်ဟပ်ကို40မီလီထည့်ပါမယ်အချိုကျရင်50မီလီ60မီလီထည့်လို့ရပါတယ် ်ပြီးရင် strawberry အစီပေါ့နော် strawberry အစီကို30 ml ထည့်ပါမယ် strawberry အစီကို30 ml ထည့်ပြီးရင်နှံ့နေအောင်မှွေပါမယ်ဒါဆိုရင်နည်းနည်းပန်းရောင်လေးတန်သွားပြီပေါ့နော် ရပါပြီ။ပြီးရင်တော့ကိုဖြော်မဲ့ပါဆယ်ခွက်တို့မဟုတ်ဖန်ခွက်တွေကိုစတော်ဘယ်ရီအစီကို20မီလီထည့်ပါမယ်။မိမိကြိုက်နှစ်သက်ရာစတော်ဘယ်ရီအစီတစ်စိတ်စတော်ဘယ်ရီအစီကိုသုံးလို့ရတယ်။ဘယ်တစ်စိတ်ဖြစ်သုံးလို့ရပါတယ်။ ဖန်ကွက်လေးတဲ့ကိုစတော်ဘယ်ရီအစီကို20မီလီထည့်ပါမယ်ဖန်ကွက်အောက်ခြေဘေးလေးတွေကိုနည်းနည်းလေးပေးဝအောင်တုပ်ပေးပါမယ်ဒီအောက်ခြေဘေးနားလေးတွေပေါ့နော်ဖန်ကွက်အောက်ခြေဘေးသားလေးတွေကိုနည်းနည်းလေးပေးဝအောင်လို့ဇွန်းလေးနဲ့တုပ်ပေးလိုက်ပါတယ် ပြီးရင်တော့ဖန်ခွက်ထဲကိုရေခဲထည့်ပါမယ်ရေခဲကိုဖန်ခွက်တစ်ဝက်ထည့်ပါမယ်

ရှော့ထည့်လို့ရပါတယ်ပြီးရင်ချိန်ခွက်လေးတစ်ခုထဲမှာရင်နွေးပူပူလေးကို90 ml ထည့်ထားပါတယ်ပြီးရင် Nescafe Espresso Nescafe Espresso Coffee ကိုရိုစွန်းလေးနဲ့တစ်စွန်းထည့်ပါမယ်ထည့်ပြီးတော့ နှံလျောင်းမှွေပါမယ်။ကော်ဖီအားမမိကျိုင်းနဲ့တက်ရတဲ့စိတ်ကိုအသုံးပြုလို့ရပါတယ်။ကော်ဖီကိုနှံလျောင်းမှွေပြီးရင်ဖန်ကွက်လေးတွေကိုလောင်းထည့်မယ်။ဖန်ကွက်ရဲ့ဘေးပက်လေဖန်ကွက်ဘေးပက်လေကိုဖြည်းဖြည်းချင်းဝိုက်ပြီးတော့လောင်းထည့်ပါမယ်။ ဒါဆိုရင်တော့ pink coffee လေးတစ်ခွက်ကိုအလွယ်တကူဖြော်သားလို့ရသွားပါပြီ pink coffee လို့လည်းခေါ်လို့ရသလို strawberry coffee လို့လည်းခေါ်လို့ရပါတယ် strawberry ရတာချင်းချင်းလေးကို coffee ရတာခါခါလေးနဲ့တွဲပြီးတော့ဖြော်ပြပေးထားတာဖြစ်ပါတယ်အရန်တောက်လို့ကောင်းပါတယ်မမေကဒီဗီဒီယိုလေးမှာ pink coffee ဖြော်နည်းလေးကိုမျှဝေတင်ကြားပေးခဲ့တာဖြစ်ပါတယ်အိမ်မှာအလွယ်တကူဖြော်သားချင်တာပဲဖြစ်ဖြစ်ဆိုင်မှာဖျော်ယောင်းကျင်တာပဲဖြစ်ဖြစ်အလွယ်ကူဆုံးဖြန်နိုင်အောင်လို့မျှဝေတင်ကြားပေးခဲ့တာဖြစ်ပါတယ် အေးအေးဖြော်နီးဗီဒီယိုလေးတွေကိုအမြဲလေ့လာနိုင်ဖို့မမရဲ့ channel လေးကို like and subscribe လုပ်ပေးထားပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်